ီလိုအကြောင်းနဲ့ကြောင့်အသက်16နှစ်နဲ့ Miss World မြန်မာ2025ရဲ့ Crown ပိုင်ရှင်ဖြစ်လာတဲ့ခေစာခင်ပရိသတ်များလုံးမင်္ဂလာပါရှင့်ကျမတို့ရဲ့ Celebrity H ကနေပြန်လဲကြိုဆိုလိုက်ပါတယ် တူအလွေရဲ့ National Director ဖြစ်တာဝန်ယူပြီးတော့ဆောင်ရွက်နေတယ်။ Miss World Myanmar 2025ပြိုင်ပွဲကြီးကတော့ထူးခြားထက်မြက်တဲ့အလမဲ့ကောင်းတူကိုမြန်မာနိုင်ငံကိုစားပြုရှင်ပြိုင်ဖို့အတွက်အပြည့်အစုံရွေးချယ်ခဲ့ပေးပဲဖြစ်ပါတယ်။ Miss World Myanmar 2025ရဲ့ဝင်နာအဖြစ် Crown ပိုင်ရှင်ဖြစ်သွားသူကတော့အသက်18နှစ်အရွယ်သာရှိသေးတဲ့အလမဲ့လေးခိစားခင်ဖြစ်ပါတယ်။ ခီစာခင်ကအသက်15နှစ်အရွယ်ကလေးကအလှမဲ့ပြိုင်ပွဲတွေနဲ့အစတင်ထိတွေ့ခဲ့ပြီးတော့မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ Miss Tourism International 2023မှာလည်းမြန်မာကိုစားပြုပြီးတော့ဝင်ရောက်ရှင်ပြန်ခဲ့ဘူးသူဖြစ်ပါတယ်။နိုင်ငံတကာပွဲအတွေ့အကြုံရှိမှုအကြောင်းသူမအနေနဲ့အသက်အရွယ်ငယ်ရွယ်ပဲမဲ့လည်းသူထက်အသက်အရွယ်ကြီးတဲ့အလှမဲ့ရင်းဤသူအခုပြိုင်ပွဲကိုတက်တက်ကြွကြွနဲ့ပါဝင်ရှင်ပြန်ခဲ့ပါတယ်။ Miss World မြန်မာ2025ပြိုင်ပွဲတခြားလုံးမှာရှင်ပြိုင်တဲ့ challenge တွေ project တွေမှာစနစ်တကျနဲ့တည်တည်ကြကြလှုပ်ဆောင်နိုင်ခဲ့ပြီးတော့ အခြားသောပြိုင်ပွဲဝင်တွေထထူးကျွန်ထမြတ်မှုတွေကိုပြသနိုင်ခဲ့ပါတယ်။ရုပ်ရည်ချုံမလှပသလိုအလမဲ့တအုပ်မှာရှစ်တင်ရှိထိုက်တဲ့အရက်အမောင်းနဲ့ခန္ဓာကိုယ်အချိုးအစားတွေလည်းရှိနေသူပါ။ဒါပြင်ခိဆာခင်ကခရာတေကိုခံပညာရက်ကိုပိုင်နိုင်စွာလေ့ကျင့်ထားတဲ့အာကစားသမားတအုပ်လေးဖြစ်ပါတယ်။ဘာသာစကားပြောဆွမ်းရည်ကောင်းမွန်သူဖြစ်ပြီးတော့ challenge topic တွေမှာအထူးရောက်ဆုံးရှင်းပြနိုင်သလိုမိကုန်းတွေကိုလည်းတည်တည်ငြိမ်ငြိမ်နဲ့တိကျသေးကြစွာဖြေဆိုနိုင်ခဲ့ကြောင်းသိရပါတယ်။ ချဲလန်ပိုင်ရှင်ပြဲမှုတွေကလည်းအတက်ငယ်တဲ့သူလိုမထင်ရလောက်အောင်ကိုကောင်းမွန်ခဲ့တယ်လို့ပြောကြပါရယ်။ဒါကြောင့်လည်းအကဲပြတ်တိုင်းတွေပေးတဲ့အမှတ်တွေကိုအများဆုံးရရှိပြီးတော့ခီစာကင်ကမစ်စဝမ်မြန်မာ2025ဝင်နာဖြစ်လာခဲ့ရပါ။ ဝင်းနာအလမဲ့ခေစာခင်ကဆရာဖြစ်သူထူအန်လွင်သဲစုငိမ်မိမိတို့နဲ့အတူမစ်စဝါပြိုင်ပွဲကြီးအတွက်လေးချင်းပြင်ဆင်ရတော့မှာဖြစ်ပါတယ်။နိုင်ငံပေါင်းစုံပါဝင်ရှင်ပြိုင်ကြမဲ့မစ်စဝါ2025ပြိုင်ပွဲကြီးကိုတော့အခုနှစ်မေလအတွင်းမှာအိန္ဒိယနိုင်ငံမှာကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံရဲ့မော်ဒယ်လောကမှာဂျွန်လင်နဲ့တင်မိုးလင်တို့ကအယံထင်ရှားသူတွေဖြစ်ပြီးတော့နာမည်ကျော်များစွာကိုမွေးထုတ်ပေးနိုင်ခဲ့တယ်လို့ထူအန်လွင်ကလည်းမြန်မာနိုင်ငံရဲ့အလမဲ့ဖခင်ကြီးလို့ပြောရလောက်အောင်ထင်ရှားသူဖြစ်နေပါပြီ။ အလားမဲ့မိမိနီနီလင်းအိမ်တဲဆုငိမ့်တို့လိုမြန်မာကိုစားပြုအလားမဲ့တွေအဖြစ်မွေးထုတ်လေ့ကျင့်ပေးနိုင်ခဲ့ပြီးတော့နိုင်ငံတကာမှာထင်ရှားစေခဲ့တဲ့ပဲ့ကန်ရှင်တအူးဖြစ်ပါတယ်။ဒီနေ့မှမစ္စဝါမြန်မာကို National Director ဖြစ်ကင်တွင်တဲ့ထူအန်လွင်ကအလားမဲ့ခေစာခင်ကိုတေချာလေ့ကျင့်ပြောထောင်ပေးရတော့မှာဖြစ်ပါတယ်။ သူအလွင်ကားကိစ္စခင်ဟာငယ်ရွယ်ထက်မြတ်သူဖြစ်ပြီးတော့အတွေ့အကြုံရှိရာကြောင့်များစွာတင်ပြပေးရမလိုဘဲနဲ့တကယ်လိုအပ်ချက်ရှိတဲ့နေရာတွေပြိုင်ပွဲအတွက်မဖြစ်မနေရှိရမယ့်အရေးချင်းနဲ့ထဲလန့်တွေကိုသာပို့ပြီးတော့လေ့ကျင့်ပေးရမှာဖြစ်ကြောင်းတသိသိလိုပဲငယ်ရွယ်ပြီးတော့အဘာသာစကားပိုင်နိုင်သူဖြစ်တဲ့အတွက်ပုံမှုအဆင်ပြေကြောင်းအစားအသောက်အနေထိုင်အားကစားလိုအပ်တဲ့လေ့ကျင့်မှုတွေကိုဆောင်ရွက်ပေးရမှာဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်အမေဖြစ် challenge တွေအတွက်ပညာရှင်တွေနဲ့လေ့ကျင့်တာတွေအဝတ်အစားတွေအတွက် designer တွေနဲ့ကြိုတင်ပြင်ဆင်ပြီးတော့ မြမယဉ်ကျေးမှုနဲ့ရိုးရာကိုဖော်ပြပေးနိုင်မဲ့အဝိအစားတွေကိုဖန်တီးဖို့ရင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။ ပြင်စင်ချင်းအနေငယ်သာရတာကြောင့်အစွမ်းကုန်လေ့ကျင့်ပေးသွားမှာဖြစ်ပြီးတော့ခေစာခင်နေနဲ့တိုးတက်ပြောင်းလဲမှုမရှိရင်သူမအပြစ်သာမကသူ့အပြစ်လည်းဖြစ်ကြောင်းဆိုသွားခဲ့ပါတယ်။အလမဲ့ခေစာခင်ကတော့ဆရာထူးရဲ့တုံတင်မှုတွေကိုအကောင်းဆုံးစူးစမ်းလိုက်နာဆောင်ရွက်ပြီးတော့လိုအပ်ချက်တွေကိုပြုပြင်သွားမှာဖြစ်ကြောင်းနဲ့သူမရဲ့လိုအပ်ချက်တွေကိုပရိသတ်တွေကဝေဖန်ထောက်ပြပေးကြဖို့ပြောသွားခဲ့ပါတယ်။ပရိသတ်ကြီးတို့လည်း Miss World မြန်မာ2025ရဲ့ Crown ပိုင်ရှင်လေးခေစာခင်ပေါ်မှာတင်ပြကြလေးတွေကိုပြောခဲ့ပါအောင်ရှင်။ ဟုတ်ကဲ့ပါရှင်နောက်ထပ်ပြီးတော့လည်းအနုပညာဆယ်လီသတင်းအကြောင်းအရာမျိုးစုံကိုစူးစီးဖော်ပြတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ဆယ်လီ space လေးကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်ပရိသတ်များအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်